ဒီနေ့မှာကျမချက်စားနေကြအာဂျပန်စီချက်ခေါင်းဆိုရင်ပေါ့နော် လုံနီလေးကိုပြောပြပေးသွားမှာပါဟိုအလွယ်တကူချက်စားလို့ရတဲ့လုံနည်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုကျမလိုမျိုးပေါ့နော်အလုံများတဲ့လူတွေအချိန်မပေးနိုင်တဲ့လူတွေဟိုစီချက်ခောက်ဆွဲလွယ်လွယ်ကူကူနဲ့လှုပ်ရှားလို့ရအောင်ပြောပြပေးပါမှာပါဒါကတော့စက်သားကိုပင်းခံပြရည်ရဲ့စနွင်းလေးရဲ့စားနည်းနည်းထည့်ထားပြီးတော့စက်သားကို ပင်ခံပြာရည်နဲ့ပေါင်းထားတာပါတသားအချူပေါင်းလေးပါစီချမ်းခေါက်ဆွဲနဲ့စားဖို့ပါဒါကစီချမ်းခေါက်ဆွဲအတွက်သုံးတဲ့ခေါက်ဆွဲပါဒီခေါက်ဆွဲကြောက်ကပြုတ်လိုက်လို့ရှိရင်နူးညံ့ပြီးတော့ခေါက်ဆွဲအပြားလေးတွေထွက်ပါတယ်စီချမ်းအတွက်သုံးတဲ့အခါမှာအရန်အစင်ပြေလို့ဒီဒစိကိုသုံးထားပါတယ်အာဒီဒစိက US မှာရှိတဲ့တရုတ်စူပါမားကတ်တွေမှာဆိုရင်ဝယ်လို့ရမယ်လို့ထင်ပါတယ်တခြား Asian စူပါမားကတ်တွေမှာလည်းရှိပါလိမ့်မယ် အခုခေါင်းဆွဲပြုတ်ထားလိုက်ပါပြီဒီခေါင်းဆွဲကအအနည်းဆုံးပေါ့နော်3မိနစ်ဒါမှမဟုတ်5မိနစ်လောက်ပြုတ်တယ်ဆိုရင်အနူးမြန်ပါတယ်ခေါင်းဆွဲရမရကိုဟိုမြင်းကြည့်ပြီးတဲ့အခါမှာကိုကြိုက်တဲ့အနေထားပေါ့နော်အပြော့မှာအနေထားရပြီဆိုရင်ချလိုက်လို့ရပါတယ်ဒီခေါင်းဆွဲကအရသာရှိပါတယ်ဒါကအခေါင်းဆွဲနေမယ့်အစာပလာတွေကိုပြထားပေးတာပါ အာခောက်ဆွေးနယ်မြေပကံထဲမှာမြူကောင်းမှုန်ထဲမယ်၊ကျက်သားမှုန်ထဲမယ်၊ပင်းငံပြာကြီးအကျဲထဲပါမယ်။ပြီးလို့ရှိရင်ကျွတ်သင်ဖြူစီချက်ထဲပြီးတော့ကျွတ်သင်ဖြူစီချက်နဲ့နှံ့အောင်မွေးပြီးတော့မှခောက်ဆွေးပြုတ်ထားတာကိုထည့်ပြီးတော့ရောပြီးတော့ထပ်ပြီးနေပါမယ်။ခောက်ဆွေးပြုတ်ထားတာပါ။နောက်10မိနစ်2မိနစ်လောက်ဆိုရင်ရပါပြီ။ ုကချက်သွန်ဖြူလေးလှိထားပါတယ်ပြီးလို့ရှိရင်ချက်သွန်ဖြူစီချက်ချက်ပါမယ်ချက်သွန်ဖြူစီချက် address ကို sunflower oil ပေါ့နော်နေကြစီတုံးထားပါတယ်အစီချက်ရသွားတဲ့အခါကျတော့ရှိရင်ခေါင်းဆွေးထဲမှာအာခေါဆွေးနဲ့ဒီစာပါလီနဲ့ကိုနေမယ်နှောက်နေပြီးွားလို့ရှိရင်ပေါင်းထားတဲ့ချက်ပေါင်းကိုထည့်ပြီးတော့စားလို့ရပါပြီ